ကျေတို့ကခရီးတစ်ခုသွားတော့မယ်ဆိုရင်ဘာနဲ့သွားမှာလဲဆိုတာကိုရွေးရတယ်။ဥပမာကျေတို့ဒီမော်တော်ညိုင်ကနေပြီးတော့ရန်ကုန်ကိုသွားမယ်ဆိုရင်ရက်ထာနဲ့သွားမှာလား၊ကားနဲ့သွားမှာလားဆိုတာကိုရွေးရတယ်။ဟုတ်ပြီနော်။သက်သောပညာရဲ့ကိုတင်ယူတော့မယ်ဆိုရင်လည်းဘယ်နည်းစနစ်နဲ့တင်ယူရမလဲဆိုတာကိုနံပါတ်၁အနေနဲ့ဒီချေရတယ်။ကျေတို့ရဲ့ဒီစက်ချုပ်ပညာရဲ့မှာဆိုလို့ရှိရင်တော့နီးစနစ်ကနှစ်ခုရှိတယ်လက်မနီးရှိတယ်စင်ကြီးနီးရှိတယ်နီးစနစ်နှစ်ခုလုံးကတော့အင်းကြီးတစ်ထည်ကို fitting ကြအောင်ချုပ်လို့ရတာကြီးပဲ သူတို့ကဘာတွေပဲကွာသွားလဲဆိုတော့လက်မစင်တီဆိုတဲ့အတိုင်းအတာလေးတွေပဲကွာသွားတယ်ဟုတ်ပြီနော်တလက်မမှာဆိုလို့ရှိရင်တော့2.5စင်တီရှိတယ်အဲ့ဒီတော့စင်တီကတော့ပို့ပြီးတော့အသေးစိတ်တယ်ပို့ကအသေးစိတ်တာကိုကြိုက်တယ်ဆိုလို့ရှိရင်တော့စင်တီကိုရွေးဒါမှမဟုတ်ဘူးအသေးစိတ်တာကိုမကြိုက်ဘူးဆိုရင်တော့လက်မနီးစနစ်နဲ့တင်ယူနံပါတ်2ကကြတော့ဘယ်လိုပုံစံနဲ့တင်ယူမှာလဲ ဆရာတို့ကဒီပညာရက်တစ်ခုကိုအခုမှစတင်ပြီးတော့သင်ယူမယ်ဆိုလို့ရှိရင် အခြေခံကနေပြီးတော့ဘာသာအစုံအထိကိုတစ်ခါတည်းသင်ယူမှာလားဒါမှမဟုတ်လို့ရှိရင် step by step ပေါ့နော်အော် level အလိုက်ခွဲပြီးတော့ပဲသင်ယူမလားဆိုတာကိုကရွေးချယ်ရမယ်အခြေခံကနေပြီးတော့ဘာသာအစုံကိုတစ်ခါတည်းသင်ယူနေစင်တော့ခြေတို့ကနှစ်နဲ့ချီပြီးတော့အချိန်ကကြာသွားနိုင်တယ်ကိုကအဲ့လိုမျိုးနှစ်နဲ့ချီပြီးအချိန်ကြာသွားတာကိုမကြိုက်ဘူးဆိုလို့ရှိရင်တော့ level အလိုက်ခွဲထားတဲ့အတန်းတွေကိုတက်လို့ရရဲ့ တယ်လို့စုကောလရှင်မှာဆိုလို့ရှိရင်တော့ level တစ်ခုကိုတစ်လပွင့်နှစ်လအဲ့လောက်အချိန်အတိုင်းတာနေကိုတိတိကျကျတက်မြောက်အောင်သင်ကြားပေးတယ်။လူတစ်ယောက်ကဒီပညာရပ်ကိုသင်ယူတဲ့အခါမှာတက်ချင်လို့သင်ယူတာပဲ။ဒါပေမဲ့လို့အချိန်ကာလအရန်ကြာသွားတဲ့အခါမှာဒီအပေါ်မှာညီငွေးမှုဆိုတာဖြစ်တတ်တယ်။အဲ့ဒါကြောင့်မို့လို့ချယ်ရီရဲ့သင်တန်းမှာဆိုရင်တော့ level အလိုက်ခွဲပြီးတော့ပဲသင်ပေးပါတယ်။ ိုကစက်ချုပ်ပညာရက်ကိုအခုမှအခြေခံကစပြီးတော့လေးလာတင်ယူနေသူတရားဖြစ်တယ်။လက်မနီးစနစ်ကိုလည်းကြိုက်တယ်။ level alike ခွဲပြီးတော့တင်ပေးတာကိုလည်းသဘောကျတယ်။ level alike တင်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့စက်တလပိုင်းမှာဖွင့်တဲ့ Cherry Scholarship ရဲ့စက်ချုပ်တင်တဲ့ level 1ဆိုတဲ့အတန်းကိုတက်လို့ရပါတယ်။ ဒီအတန်းမှာဆိုလို့ရှိရင်ချစ်တရရောက်တင် जा ပေးနိုင်ဖို့အတွက်ခြေတို့ကလူဦးရေကိုအကန့်အသတ်နည်းနဲ့ပဲလက်ခံတာဖြစ်တဲ့အတွက်ကြောင့်ကိုကဒီအတန်းမှာတင်ယူခြင်းနဲ့ဆိုရင်တော့အခုပဲအပ်ထားဖို့လိုပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဒီချက်စုပါ